မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့အချိန်ကာမှုမိုးရနိုင်မဲ့တရေပေးချက်စက်တင်မြင်းဆောင်2025ကိုထောက်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီ9ရက်မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့2025ခုနှစ်ဧပြီ9ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်မှာထုတ်ပြန်လိုက်တဲ့ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်မဲ့သတိပေးချက်ကတော့အောက်ပါတိုင်းအစီအခံဖော်ပြလာပါတယ် ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00ခွဲချိန်တိုင်းထွားချက်တွေရကပ်လီပင်နယ်ပြင်နဲ့ဘင်္ဂလားပင်နယ်ဩကလင်းရွေးတွေနဲ့တရုတ်ပြည်မှာခြေပေါ်မှာရှိတဲ့လေပြင်းအကြီးရဝန်းဒေတာကရွေရှားလာတဲ့လေအေးတွေတွေ့ဆုံလာကြောင်း၎င်းအရှိတ်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းဒီနေ့ညကနေ7ရက်လေးလ2025ရက်နေ့အတွင်းမှာမြေပြည်တော်ရောင်တိုင်းဒေတာကြီးမန္လေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရိုက်တိုင်းဒေတာကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာနေရာွက်ကြားကနေနေရာကျကျနဲ့တရိုင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆိတ်ဆိတ်မိုးထစ်ကြုံရပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမှုမိုးရွာသွန်းတာတွေနဲ့အတူတူနေပြင်းတိုက်ခတ်တာတွေမိုးထစ်ကြုံတာတွေမိုးကြိုးပြစ်တာတွေလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့သာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ဒါအပြင်လိဖိအာနယ်ဆက်အခြေအနေသိပြီးချက်၄ကကမြင်ဆောင်2025ကို ထုတ်ပြန်ပေးပါမယ်။ 1386ခုနှစ်နောက်ထူလာဇန်10ရက်နေ့ထုတ်ပြန်ချက်အရတိုင်းထွာရရှိတဲ့အချိန်ဒီဟာဒီနေ့မြန်မာစံတော်ချိန်မိုးလ12နာရီခွဲချိန်တိုင်းထွာချက်တည်းရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာလီဖိအာနယ်ဆဲလိုပရက်ရှာဆဲတခုဖြစ်ပေါ်ပါတယ်။အဆိုပါလီဖိအာနယ်ဆဲကတော့လာမဲ့လာမဲ့၄၈နှစ်အရွယ်အတွင်းမှာအနောက်အနောက်မြောက်ဘက်ကိုရွေးရှားနိုင်ပြီးတော့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းကပ်ပလီကျွန်းအနီးမှာလိပ္ပိအာနယ်ရှောင်းလိုပရက်ရှာအေရိယာအဖြစ်ကိုအားကောင်းလာနိုင်ကအနောက်ဘက်ကိုဆက်လက်ရွေးရှားမယ်လို့ခန့်မှန်းရပါတယ်။ ဆိုပါလိဖိအာနယ်ဆဲအရှင်ကြောင့်ဒီကနေ့ကစလို14ရက်၄လ2025ရက်နေ့အတွင်းမြဝံကျွန်းပေါ်မိုးဒမောက်ွေမော်တရဲနိုင်ကရန်တက်ရှောင်းနဲ့ ကန်လွန်ပင်လယ်ပြင်မှာ၎င်း9ရက်လေးလ2025ရက်ကနေ14ရက်လေးလ2025ရက်နေ့အတွင်းမှာမြမကင်ဗရန်တက်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ၎င်းတခါတရံမိုးသက်လေပြင်းနဲ့တိုက်ခတ်နိုင်လို့လိုင်းတင်တဲ့ကနေလှမ်းကြည့်ပါမယ်မိုးသက်လေပြင်းတိုက်ခတ်စဉ်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ကနေမိုင်40တိတိုက်ခတ်နိုင်ပြီးတော့လိုင်းမြင့်ကတော့မြမကင်ဗရန်တက်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ9ဘီကနေ12ဘီကရှိပါမယ် ဒီလီဖီအာနယ်ဆက်ရဲ့အရှင်ကြောင့်ဒီနေ့ကစလို့ဆက်ရက်လေးလာ2025အတွင်း ERI တိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ကရင်ပြည်နယ်အထက်ပိုင်းမှာနေရာကွက်ကြားကနေနေရာကျဲကျဲကရင်ပြည်နယ်အောက်ပိုင်းနဲ့မွန်ပြည်နယ်မှာနေရာကျဲကျဲကနေနေရာဆေးဆေးတရင်းနိုင်တိုင်းဒေသကြီးမှာနေရာဆေးဆေးကနေနေရာအနှံ့များ ၁၇ရက်နေ့တာ၂၀25ကနေ၁၅ရက်လေးတာ၂၀25အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှာနေရာကွက်ကြားကနေနေရာကျကျဲဘူတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့တောင်ပိုင်းအီရီတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျဲကနေနေရာစစ်စစ်တရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းနိုင်ကနေရာကွက်ပြီးမိုးသေးကြွေတာ မိုးကြီးတာမိုးကြိုးပြစ်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်မလူသားတုတေတဲ့အွန်လိုင်းကလည်းဘင်္ဂလားပင်လယ်အော်မှာဖြစ်နိုင်တဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းဝန်းနဲ့အဲ့ဒီလေပြင်းအားနဲ့ရောင်းဝန်းအချိန်တက်ရောက်တာကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးနှဲငယ်ကနေမိုးများနိုင်တဲ့အခြေအနေဖြစ်ပေါ်နိုင်တဲ့ကြောင့်ကြိုတင်ခံမှန်းချက်ရှိနေတာဖော်ပြလာခဲ့ပါတယ်။အေဗန်9ရဲ့ညနေပိုင်းတွင်ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာဖြစ်နေတဲ့အထက်လေပွေလိုင်းကတော့လေဖီအာနဲ့ရောင်း LPA ကိုလည်းခေါ်လို့မရဘူး။ အပြည့်ပြည့်ဆိုင်ရာမူလို့တာဌာနကြီးတွေကလည်းအင်ဘတ်အစင်တော်မှာသတ်မှတ်ခြင်းမရှိသေးပါဘူး ECNWS Cyclone Genesis 6ကတော့အဘယ်ရှိရဲ့နေ့မှာတော့မုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်း9ရက်နေ့မှာ80ရာခိုင်နှုန်းရှိနေတဲ့အကြောင်းဖော်ပြထားတာတွေ့ရပါတယ် NOAA GFS model ကတော့အားကောင်းတဲ့လေပြင်းအားနေရှင်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကိုဦးတည်ရွေးရှားနိုင်ကြောင်းမုန်တိုင်းတစ်ခုဖြစ်လာဖို့အတွက်ကတော့တေချာမှုမရှိတဲ့အကြောင်းကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်ဒီအခြေအနေတွေကပဲမြန်မာနိုင်ငံဘက်ကအနောက်အနောက်တောင်ဘက်နဲ့တောင်ဘက်ကနေဆင်းကြောင်းတွေမိုးတိမ်နေ ံအတူတူဖော်ပြပါဒေတာတွေစီကိုမိုးတွေတည်ဆောင်လာအောင်မယ်လို့လည်းဆိုပါရယ်။အပြင်9ရက်ညပိုင်းညနေပိုင်းအလယ်ပိုင်းဒေတာတွေမှာမန္တလေးတိုင်းအတွင်ရွာသွန်းတဲ့မိုးကတဲထန်ပြီးမြဲအချိန်မကြာနေရာချင်းချင်းရွာခဲ့တာကြောင့်မိုးများတယ်မခေါ်နိုင်ပေမဲ့ ။လာမယ့်အပယ်17ရက်မိုးလဲပိုင်းကနေ23ရက်မိုးလဲပိုင်းအထိကတော့48နာရီအတွင်းမှာမိုးတင်းတင်းရွာနိုင်တဲ့အခြေအနေတွေတွေ့ရတယ်လို့ဆိုပါရတယ်။လာမယ့်အပယ်12ရက်မှာတော့ပုံမှန်အားကောင်းပြီးတော့မိုးနှင်းငယ်ကနေမိုးများပါမယ်။တရင်းနိုင်တိုင်းမှုပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ ARA တိုင်း၊ပဲခူးတိုင်းနေပြီးတော့ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာတော့နေရာစိမ့်စိမ့်နဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းတွေမှာတော့နေရာကျကျမိုးထစ်ချုံရွာပါမယ်။ ်ဒါအပြင်ဧပြီလ9ရက်နေ့လယ်12နာရီမှာကပ်ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိုက်တူးတက်တာတာတွေ့ရပါတယ်ပင်လယ်ရင်မြစ်နယ်ပြင်အထက်အမြင့်1.3ကီလိုမီတာအမြင့်မှာလေဝဲစီကြောင်လေဝဲလိုင်းတစ်ခုပစ်ပေါ်နေကြောင်းအိန္ဒိယမွေးလို့သားဌာနကကြေညာထားတာရှိနေပါတယ်ဘင်္ဂလားပင်လယ်အော်မှာတိတာထင်ရှားတဲ့လေပြင်းအာနေရှင်ဝက်တစ်ခုဧပြီလ6ရက်9ရက်နေ့တွေမှာပစ်ပေါ်နိုင်ကြောင်း Global Focus Model တွေကခန့်မှန်းထားတာလည်းတွေ့ရပါတယ်24နာရီအတွင်းမွေးရသွန်းနိုင်တဲ့အခြေအနေကိုဖော်ပြရရင်တော့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းလှကြောင်းအနောက် နောက်လာမယ့်24နာရီအတွင်းမှာချင်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တရင်းနိုင်တိုင်းဒဝင်းမြို့အထက်ဘက်တွေမှာတော့နေရာစစ်စစ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမိုးများနိုင်ပြီးတော့24နာရီအတွင်းမှာ50မီလီမီတာနဲ့အထက်တိကျသမ6လက်မခန့်ရွာသွန်းပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမန်လေးတိုင်း၊စကိုင်းတိုင်း၊အေရီတိုင်းမှာတော့နေရာကျကျမိုးထစ်ကြုံရွာနိုင်တဲ့အကြောင်း Meteo Blue ညာ Global Model ကကြိုတင်ခန့်မှန်းထားပါရယ်။ခန့်မှန်းမိုးရေချိန်က24နာရီအတွင်း5မီလီမီတာခန့်၊3.3မခန့်အထိရွာသွန်းနိုင်တယ်လို့လည်းဆိုပါရယ်။ ဒါအပြင်အေဗလ9ရက်နေ့အတွက်မွေးလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်သစ်တဲ့ကနေတိမ်ထူတက်ပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတိမ်ရင်းနဲ့ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရံနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကို9မိုင်ကနေစင်မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။တနင်္လာရီကန်နန်နဲ့မိုရမာကွေးဘက်မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနအိုင်ကိုစင်မိုင်ကနေ -10 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါတယ်။မိုးချင်တွေကတော့ရောင်တိုင်းဒေသကြီး၊အရောက်တိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရီနီပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာ ေရာအနှံ့ပြမုတ်တေချုံရွာပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာဖွဲ့ချမုတ်တေချုံရွာပါမယ်။မြို့ပုံချိန်လေးကတော့မြန်မာနိုင်ငံဒေသတချို့မှာအပုံချိန်လေးပြန်နေရောကြပါမယ်။မြို့ချိန်လေးကတော့မြန်မာနိုင်ငံတဝက်လုံးမှာမြူကြဆင်းမှုရောနေပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းအီဘေလ6ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာတိမ်တင်းတင်းကနေတိမ်ထူတက်ပြီးတော့ကျန်ဘင်္ဂလားပင်လယ်ကိုမှတိမ်နေငယ်ဖြစ်တော့ပါမယ်။ပင်လယ်ပြင်ခြေနေကတော့ရခိုင်ကမ်းရိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာနေဟာအနှ ောက်နောက်ရက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါမယ်။တရင်းနိုင်ကင်မရာနဲ့မိုးဒမောက်ကွေမှာလေဟာအရှိရှေးမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါမယ်။မိုးချိန်နေရာမြန်မာနိုင်ငံတဝမ်းလုံးမှာနေရာနှံ့ပြောင်းမှုဖြစ်ကြုံရပါမယ်။နေ့ပူချိန်နေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာပူချိန်နေရောကြပါမယ်။မြို့ချိန်နေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြို့ကြဆင်းမှုရောကြပါမယ်ရှင်။ဒါအပြင်မန်လေးမှာဆက်တိုက်ဆိုသလိုနောက်ဆက်တွဲငယ်လျင်ငယ်လျင်လှုပ်ခတ်နေသေးလို့ မန်လေးပြည်သူတွေဟာတိုက်တင်တဲ့လူကင်းရမြေကွက်လက်တွေကျောင်းရဲ့အနောက်ဘက်ပလက်ဖောင်းတွေမှာအကောင်းဆုံးမျက်လင်းရှောင်ရနေရာတစ်ခုဖြစ်လာပါတယ်။နေထိုင်ရေးအတွက်ယာယီအဆင်ပြေနေပြီမဲ့ချင်းရင်ပြဿနာနဲ့လည်းရင်ဆိုင်နေရပါတယ်။ဒါအပြင်အပေါ်ပါသွားလာမှုခက်ခဲတာလျှက်စစ်တအားသွင်းဖို့ခက်ခဲတာတောက်တုံးရေခက်ခဲတာတွေနဲ့အတူတူဖုန်းလိုင်း internal line ရရှိမှုကလည်းဆိုးရွားနေတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အေဖယ်လာဆန်၄ရက်ဝင်းကျင်မှာဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေဖိအားနဲ့ရောင်းဖြစ်နိုင်ခြင်းဖော်ပြပေးပါမယ်။ မတ်လ30ရက်ညနေ9:00နာရီချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်အေဗလာ၄ရက်နေ့လယ်ပိုင်းကစတင်ပြီးတော့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာ Levi Anation တခုဖြစ်ပေါ်နိုင်တဲ့အကြောင်း ECWF GFS နဲ့ Icon Model တွေကမတ်လ30ရက်မှာတပြေးညီခံမှန်းချက်ထွက်လာတာတွေ့ရပါတယ်။နေပြည်တော်နယ်ရောင်းကနေမုံတိုင်းအဆင့်ကိုရောက်လာနိုင်တဲ့အခြေအနေက ECNWF ချက်မှာ60ရာခိုင်နှုန်းတွေ့ရပြီးတော့ EC MWF ENS Chest နဲ့ GFS လမ်းကြောင်းနဲ့အင်အားကြိုတင်ခန့်မှန်းချက်တည်ငြိမ်မှုမရှိသေးတာကြောင့်မွန်တိုင်းဖြစ်မဖြစ်နဲ့ဆက်လက်ရွေးရှားနိုင်မယ့်လမ်းကြောင်းမြန်မာနိုင်ငံပေါ်တက်ရောက်မှုရှိမရှိနဲ့တက်ရောက်မှုများနိုင်မများနိုင်တိကျခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။ပြည်ပခုနှစ်ရက်နဲ့နောက်ပိုင်းအတွက်ကြိုတင်ခန့်မှန်းချက်မှာတော့တရင်းနိုင်တိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊အေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်နဲ့ပြည်တော်မန္တလေးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ကချင်ပြည်နယ်ဒေသတွေမှာမိုးနဲ့ငယ်ကနေအသင့်တင့်ရွာပါမယ်။ ဖြစ်ပေါ်နာနိုင်မဲ့လိဖိအားနဲ့ရောင်အခြေအနေပေါ်မူတည်ပြီးတော့မိုးတင်းတင်းကနေမိုးရွာနိုင်မဲ့အခြေအနေလည်းပဲမိုးများနိုင်မဲ့အခြေအနေလည်းဖြစ်ပေါ်မယ်ဆိုတာတွေ့ရပါတယ်။လက်ရှိငလျင်ဒန်ဒေတာတွေကကုညီကယ်ဆယ်လှုပ်ဆောင်နေကြတဲ့ရှားဖွေကယ်ဆယ်အဖွဲ့တွေနဲ့အိုးအိမ်ဆုံးလွန်လာရတဲ့ငလျင်တဲ့ပြည်သူတွေအနေနဲ့အေဖယ်လာဆန်းပိုက်ကစာပြေမိုးလေဝသဖြစ်နိုင်ခြေတွေကိုမပြတ်နားဆင်ကြဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။